လောကဖြစ်ရနေအတွေ့အထက်ထက်တခါကြီးဥဆန်းလင်းရေတာမြောက်ဝေထားတာဖြစ်ပါတယ်တခါကြီးဥဆန်းလင်းသူ့ရဲ့ Facebook စာမျက်နှာမှာလောကဖြစ်ရနေအတွေ့အထက်ထက်ဆိုတဲ့ဒီကောင်းစဉ်နဲ့အတူစာသားများကိုရေတာမြောက်ဝေထားတာကိုဥစဉ်တို့ဖတ်ရမှတ်ရပါတယ် ဒီစာသားများအားလုံးရဲ့အဆုံးသတ်မှာဗာရေးထားလဲဆိုတော့သူတော်ကောင်းဓက်ကန်ရှိကြသည့်ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ရည်သားအပ်ခြင်းဖြစ်ပါသည်သူရည်တဲ့ဒီစာဒီသူတော်ကောင်းဓက်ကန်ရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ပြီးတော့ရည်တာဖြစ်ပါတယ်တဲ့ ဦးစင်းကလည်းပဲဒကာကြီးဦးစင်းလင်းရဲ့ဒီကောင်းစဉ်နဲ့စာသားများကိုအမတမ်းမှသဘောကျနှစ်သက်တဲ့အတွက်ကြောင့်မို့လို့ဦးစင်းတို့အားလုံးသောဓမ္မချစ်ခင်သူတို့ဇင်တို့အတွက်တဆင့်ပြန်ပြီးတော့မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါတယ်။အဲ့ဒီလိုပြန်လဲမျှဝေဓမ္မဒါနပြုတဲ့နေရာမှာဦးစင်းကလည်းပဲဒကာကြီးပြောတဲ့ဒကာကြီးရေးတဲ့စာအတိုင်းဒကာကြီးပြောတဲ့စကားအတိုင်းပဲပြောခြင်းပါတယ်။ဦးစင်းရဲ့ဒီဗီဒီယိုဖိုင်ဒီ သူတော်ကောင်းဓက်ခံရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ပြီးတော့ဒါမြဝေခြင်းဓမ္မဒါနပြုခြင်းဖြစ်ပါတယ်လို့ဥစွာဒါကိုပြောခြင်းပါတယ်လောကဖြစ်ရဲ့နှင့်အတွေ့အထက်တဆိုတဲ့ဒီကောင်းစဉ်နဲ့ရည်တာထားတဲ့တခါကြီးဥစံလင်းရဲ့သာသားများဟာ မှတ်သားစရာများစွာပါတယ်လို့ဘူးတုဒရစရာတွေတံဝေကဖြစ်စရာတွေတွေးစရာတွေလည်းပဲများစွာပါဝင်ပြီးတော့နေပါတယ်လောကဖြစ်ရဲ့နှင့်အတွေ့အထက်တက်ဆိုတဲ့ဒီကောင်းစင်နဲ့ရေးထားတဲ့ဒကာကြီးဥစန်းလင်းရဲ့ဒီရေးသားထားတဲ့အရေးသားများကိုဥစဉ်တို့ဆယ်ချိန်မကအချိန်ချင်းအခါခါ ဖတ်နေမိတယ်ကြင်ကြင်ခါကလည်းတွေးမိပါတယ်သူ့ခေါင်းစဉ်နဲ့အညီပါပဲလောကဖြစ်ရက်နဲ့အတွေ့အထက်ထက်ဒါလေးကိုဦးစင်းကအလုံးသောဓမ္မကျင့်ကသူတော်ရှင်များဘုသူတ္တရဖို့အတွက်သိစရာတွေကိုသိကြဖို့အတွက်မှတ်စရာတွေကိုမှတ်ကြဖို့အတွက်တံဝေကတွေဖြစ်ကြဖို့အတွက်တွေးစရာတွေကိုလည်းပဲ မမှန်ကန်ကန်တွေးတောနိုင်ဖို့အတွက်ပြန်လည်ပြီးတော့မျှဝေဖတ်ပြပေးမှာဖြစ်ပါဦးစင်ကတော့တကကြီးရေးသားထားတဲ့အတိုင်းဖတ်ပြပြီးတော့ပြီးပါမယ်။တခါတည်းနားထောင်လို့သဘောမပေါက်ရင်ကြင်ကြင်ခါခါပြန်ပြီးတော့နားထောင်ကြည့်ပါ။အတိတ်ပဲဒီပါပါတယ်။တွေးစရာတွေပါပါတယ်။တမှုရှိပါတမှုရှိတာတွေပါပါတယ်။ လောကဖြစ်ရက်နှင့်အတွေ့အထက်ထတာမန်မျက်စိဖြင့်ကြည်ခြင်းကိုအမြင်ဟုခေါ်ပါသည်အမြင်ကိုအခြေခံ၍စိတ်ကူးသည့်ခမှန်သည့်ကိုအထင်ဟုခေါ်ပါသည်ဣဇဒအတွင်းဤသဘောမနောမှန်သာလျင်အတွင်ဟုတတ်မှတ်ရပါသည်အတွင်အစစ်အတွင်နှစ်ကို ထွင်းဖောက်၍မြင်နိုင်စွမ်းမရှိသူတို့သည် မကောင်းသည်ကို အကောင်းကောင်းသည်ကို မကောင်းအလွဲလွဲအချော့ချော့ရှုမြော်ဆင်ခြင်းထင်မြင်နေတတ်ပါသည် အကျိုးကိစ္စမှန်သမျှသည် အကြောင်းကြောင့်ဖြစ်သည် ထိုအကြောင်းသည် တခါတရံထူးခြားစွာဝိစားဆင်ရင်၍လူလုံးပြပြီးတကယ်သို့ရှိတော်လဲ အများအားဖြင့်ဝက်ပဲတစ်ချက်တွင် ဆောင်းနေတတ်ပါသည်အကြောင်းခံသည်၎င်းအကြောင်းမှန်သည်၎င်း မြင်ဖို့မလွယ်တိဖို့မလွယ်ရှင်းဖို့မလွယ်သောအရာဖြစ်ပါသည်ထိုမလွယ်သောအရာကို အလွယ်တကူဖော်ထုတ်နိုင်သည်ဆိုညာအံ့ပါရမီကြောက် ဖြစ်လိမ့်မည်လौဇတိပလौဇတိလောကော လောကဟုသည် ဖြစ်တတ်ဤဗယံပဒါပြတ်တတ်ဤအတ္တိမေဘိခဝေ လောကဓမ္မေလောကံအနုပရိဝတ္တံတိရှိပါပြာရှိကုန်သော လောကဒံတရားတို့သည် လောကတွင် နေထိုင်သူတို့အားအစဉ်သဖြင့်လှည့်၍နေကြကုန်၏အထပ်ပါစကားနှစ်ရက်သည်လောကဤအဘိပေနှင့် လောကဤလမ်းစဉ်ဖြစ်ပါသည်ဆိုလိုသည်မှာသူ့လမ်းစဉ်ထဲ ဝင်လာရဲသူသည် သူပြုသည်မြာနှုတ်ယုံသာရှိပါသည်ထို့သောသဘောမပေါက်ပါက တွေ့သည်မြာမြင်သည်မြာဘဝင်မကြစိတ်တော်ကဖြစ်တတ်ပါသည်လက်တွေ့ကံစီမံမှုဖြင့်ဘဝဤခါတီသောဖြစ်ရတုကိုသာဆက်စုပ်ယုံမုံနေသည့်စိတ်များတဖွာဖွာဖြစ်ပေါ်ကြကလောကတားကောင်မှတဆင့်တောက သားကောင်အဖြစ်သို့ထမှန်ရောက်ရှိတတ်ပါသည်နိကာလာတို့သည်ပကြီကတစ်ချက်ဤအသွေးအယောင်ကိုမိန်ဖြော့သွားစေပါသည်ကပပထဝီအနေထားကိုပြောင်းလဲသွားစေပါသည် လူတို့ဤအသွေးခေါ်နှင့်အတိညာဏ်ကိုလည်းပြောင်းလဲသွားစေတတ်ပါသည်ဗုဒ္ဓပြိဋိနိဗ္ဗာန်ပြုခဲ့ဒီမှာနှစ်ပေါင်း 2568နှစ်ပင်ရှိခဲ့ကြပြီထိုနှစ်ကာလသည်အထက်၌မိမိဖော်ပြခဲ့သည့်ပြောင်းလဲမှုတို့အတွက်လုံလောက်ပါသည်မှန်၏လူတို့၏တန်တန်၌ယိုသားမှုနှင့်အမှန်တရားတို့တဖြည်းဖြည်းမိန်ပြော့လာကြပါသည်စိတ်သက်ကြံ့ခိုင်သူဟုဆိုသူတို့ပင်လျင်အမှန်ထက်လျှော့ ပြောကောင်းပြောလာကြပါလိမ့်မည်။ဤဒီမှာဝိပတ္တိခေကာလညင့်နိုင်မှလူတော်ဆိုတဲ့ကဲ့သို့ဓမ္မနိယာမစိတ်တသင်္ခါရလက္ခဏာတို့တရက်ပင်ဖြစ်သည်ဟုဆိုနိုင်ပါသည်။အရေးကောင်းသောတစ်ပင်အောက်သို့ခိုဝင်နိုင်ခြင်းမှာရှေ့သူဟောင်းသူတော်ကောင်းတို့တကုတကစိုက်ခဲ့သောကြောင့်ဖြစ်ပါသည်။အစစ်ကိုစိုက်ခြင်းစိုက်မည် အပင်ငယ်ကို ရွှေ့ပြောင်း၍စိုက်ခြင်းစိုက်မည်ယင်းမှာအရေးမကြီးပါအရေးကြီးသည်ကအပင်ရှင်တန်ဖို့ဖြစ်ပါလိသာသနာ၏အဆုံးမကိုခံယူနေသူတို့ခံယူနေသူတိုင်းတို့သည်နောင်လာနောင်သားများကို အစဉ်တနာစောက်ရှောက်ချင်းတီးဟုသောဗုဒ္ဓ၏ဂုံကျေးဇူးတရက်ကိုတန်တရမဖြစ်သင့်ပါဗုဒ္ဓကြောင့် ဓမ္မယေဒနာပေါ်ခဲ့ရပါသည်ထိုဓမ္မယေဒနာကိုကျင့်သုံးသူရှိ၍တန်ခါယေဒနာပေါ်ထွန်းခဲ့ပါသည်ဗုဒ္ဓကပြီးခဲ့သည်တန်ခါကယူခဲ့သည်ယူသူမရှိသည့်တနည်းထိုပေးခြင်းကိစ္စပြီးဆုံးပါလိမ့်မည်ဤဒီကိုသာသနာ꿰သည်ဟုဆိုပါသည်ဗုဒ္ဓဓမ္မနှင့်တန်ခါဟုသည် အမြင့်မြတ်ဆုံးသောယေရနာများဗုဒ္ဓကို ရုပ်သေးရုပ်ပမာသဘောထားစော်ကား၍အမျိုးမျိုးစော့ကစားပြနေကြခြင်းသည်အန္တရယ်ကြီးလပါသည်ဓမ္မကိုခြင်းအကြီးစားတွေဟုဆွဆွဲပြစ်မှနေကြခြင်းသည်အန္တရယ်ကြီးလပါသည်တန်ခါကိုကရုံးစုပ်တွေဟု ဆဲဆူနေကြခြင်းသည် အန္တရယ်ကြီးလာပါသည်တနည်းတရက်လည်းမဟုတ် အချိန်ပြည်ရုပ်ဝတ္ထုတို့တွင်တယောက်မှုတိုင်း၌တံပြန်တယောက်မှုဟု၍ရှိကြပါသည်နန္တရာတို့တွင်ကအစောကားခံရသည့်ဘက်၌ခန္ဒီနှလုံးအစဉ်သုံးဟုသော အကအယံဥဒ္ဒတိုင်းရှိပါသည် ခန္တီဟုသည်လက်တုပ်ပြန်ခြင်းနှင့်ဇက်စင်းခန့်ခြင်းဟုသောအစွန်းနှစ်ပါးကလွတ်သောမြင့်မြတ်သူတို့၏လုပ်ငန်းဖြစ်ပါသည်ဇက်စင်းခန့်ခြင်းမဟုတ်ဆိုသည်မှာအမှန်ကိုအမှန်အတိုင်းအရှိကိုအရှိတိုင်းထုတ်ဖို့ပြရမည်တတ္တိနှင့်ဖြတ္တိတို့ဖြစ်ပါသည်မှန်ပါသည် အကြောင်းတရားတို့ပေါင်းစုံစုစည်းလာကြသောအခါဝါပစ္စယတာမတ်ကြီးဖြစ်လာကြသောအခါမိမိတို့ပြုခဲ့စဉ်ကစေတနာကံနှင့်ထိုက်တန်သောညီမြသည့်အကျိုးကိုသာခံစားကြရပါသည်ထိုအခါတတ်မဲ့ဖြစ်သောမဟာပထဝီမြေကြီးတို့သည်ပင်လည်းယင် ကြောင်းကြမဲ့မနေနိုင်ကြတော့ဘဲလောကအတွက်ဓမ္မဘက်၌ ယက်တီပြတ်တက်ကြပါသည်ဘုကံကြီးမားသူများပါရှားလာကယုံကံကြီးမားသူများသာတူပါလာကြသည့်ခေမှု သူတော်ကောင်းဓက်ခံရှိကြသည့်ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ရည်သားအပ်ခြင်းဖြစ်ပါသည်ဒါတကကြီးဥစံလင်းဟိတမြဝေတဲ့ စာသားများပဲဖြစ်ပါတယ်။မှတ်သားစရာ၊ဘူတူတာရစရာ၊တွေးစရာ၊တံဝေကရစရာဒါဥစဉ်ရဲ့ညံထဲမှာတော့ဓာတ်တွေပါနေတယ်ဆိုတာကိုဒါခန်းစားသိရှိရတယ်ပေါ့။အဲ့တော့ဥစဉ်တို့အလုံးစုံဓမ္မချစ်ခင်သူတို့စဉ်များလည်းပဲဒါဥစဉ်ဖပြတာကိုတခါတည်းနဲ့နားမလဲရင်တော့ဒါခဏခဏနားထောင်ပြီးတော့ တွေးကြပေါ့ဗျာဒကာကြီးဥစံလင်းရေးထားတဲ့သူ့ခေါင်းစဉ်အတိုင်းပေါ့လောကဖြစ်ရက်နဲ့အတွေ့အထက်ထက်ဆိုတာလိုပေါ့အဲ့တော့အဲ့ဒီအတိုင်းပဲအဲ့ဒီခေါင်းစဉ်အတိုင်းပဲတွေးပြီးတော့ဘုသူတ္တတွေရအောင်ယူပါတိစရာမဆရာတွေကိုတီအောင်လို့မဆရာတွေကိုလည်းပဲမှတ်ပြီးတော့အာလုံးသောဥစဉ်တို့ဓမ္မချစ်ခင်သူတော်ရှင်များ ကိုစိတ်နှပြကျမ်းမှချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲတည်ဖို့ဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှိဗ္ဗံသို့ဝင်ရောက်နိုင်ကြသည့်ပုဂ္ဂိုလ်များဖြစ်အောင်ကျူးစားနိုင်ကြပါစေလို့ဦးစင်းကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ်